အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်တော်တော်တော်ရဲ့လှပတဲ့မနက်ခင်းမှာပေါ့နေမင်းရတိန်နေရဲ့အနောက်မှာပုန်းခိုလျက်ထွန်းလင်းနေတော့တာပေါ့တတော်လုံးလဲစိမ့်နေနေတော့တယ်ကျင်းငက်တွေအားလုံးအတူတကောပူးပေါင်းပြီးတော့နေထိုင်နေကြတာပေါ့ဘောဝါစာကလေးမလေးဇပယ်ကျက်တူရီမလေးကာလိုကြီးကန်းနဲ့တင်းတင်းကြီးကန်းမလို့လည်းရှိတာပေါ့ ဒါပေမဲ့ဒီနေ့ပုံမြင်လေးကတော့ရိုးသားလုံးနဲ့လားလေးတကောင်ရဲ့အကြောင်းပေါ့တနာစရာကောင်းတဲ့လားလေးကသူ့ရဲ့အမေနဲ့ကွဲသွားတယ်တဲ့အဲ့ဒီအချိန်မှာကာလူကြီးကန်ကတစ်ပင်တစ်ပင်မှာထိုင်ပြီးတော့စဉ်းစားလိုက်တော့တယ်ဟာဒီနေ့ဘိုက်ထဲမှာဘာမှမရှိဘူးခိုးရဲ့အိမ်ကိုသွားတော့ကလည်းရိုတီတွေပူတီတွေကျွေးရမယ်စားသူပြောချင်တာကိုပြောပြီးတော့ပြန်ခိုင်းလိုက်တယ်မိထူးစီကိုသွားတော့လဲစကားချူချူလေးတွေပြောပြီးတော့လှုပ်လိုက်တယ်ငါတို့ရဲ့တောထဲကကျင်းငက်တွေကလည်းတော်တော်လေးကိုကစစ်ကောက်လာနေပြီး အဲ့ဒီအချိန်မှာပဲကာတူကြီးကရဲ့အကြီးကမြေပြင်ပေါ်ရောက်သွားတော့တယ်။အဲ့ဒီမှာ လားလေးတကောင်ကငိုနေရပေါ့။ကာတူကြီးကတအံ့တအောနဲ့ကြည့်နေလိုက်တော့တယ်။ဒါကဘာလဲဟာလားလေးတိတိလေးပါလား။ပြီးတော့လည်းငိုနေတယ်ဟုတ်လား။အိုးဒေါ်ရီယာတယောက်ယောက်ရဲ့ကလေးများလားမသိဘူး။သူ့ကိုဒါငါ့အိမ်မှာခေါ်ထားလိုက်ရင်တော့အလုပ်တွေလည်းလုပ်ခိုင်းလို့ရသလိုအေးစစ်စစ်လည်းစားတော့လို့ရပြီ။အဲ့ဒီနောက်မှာကာတူကြီးကတက်ပြေကနေအောက်ကိုဆင်းလာလိုက်တော့တယ်။ ကလေးလေးရေဘာဖြစ်တာလဲအဆင်ပြေရတာဘာလို့ငုံနေရတာလဲတယောက်ယောက်ကကစားစရာအယောက်လူယူသွားလို့လားဒါမှမဟုတ်ရင်မုံလူယူသွားလို့လားအန်ကဲတားကိုတားရဲ့အမေကထားခဲ့လိုက်တယ်မဟုတ်မဟုတ်တားကိုယ်တိုင်အမေနဲ့ကွဲသွားတာဟုတ်တယ်ဟိုတားနဲ့အမေနဲ့ကတောထဲမှာရှောက်ပြီးတော့ပတ်နေကြတာအဲ့ဒီအချိန်မှာရောင်စုံလေးပြလေးကိုတားတွေ့လိုက်တယ်အဲ့ဒီလေးပြအနောက်ကိုပြေးလိုက်သွားတာလေး ်အခုတော့အဲ့လိပ်ပြာလေးကိုလည်းမတွေ့တော့ဘူးလို့အမေကိုလည်းမတွေ့တော့ဘူးအိုးဟုတ်လားဒါစိတ်မကောင်းစရာပဲဒါပေမဲ့ဘာမှစိတ်မပူနဲ့အန်ကယ်ရှိရလေအန်ကယ်နဲ့အတူအိမ်ဝင်လိုက်ခဲ့လိုက်တားလေးကိုထမင်းလဲကျွေးမယ်ပြီးရင်နေထွေးလာတဲ့အိတ်ရခင်းလဲပေးမယ်ပြီးတော့အလုတ်ကလေးလဲနည်းနည်းပပခိုင်းမယ်လေအဲ့တော့မှအထီးကျန်တယ်လို့မခံစားရမှာတကယ်လားအန်ကယ်အန်ကယ်ကအရင်ကသဘောကောင်းတာပဲအန်ကယ်ကတားကိုပွေ့ချီပြီးတော့ခေါ်သွားမှလာရင် ပွဲချီသွားရမယ်ဟုတ်လားဒါပေမဲ့တားရဲ့အန်ကယ်ကပြန်တမ်းပြီးတော့သွားတဲ့သူလေတားဟုတ်ပါပွဲချီပြီးသွားရင်တားလည်းပြုတ်ကျသွားလိမ့်မယ်အန်ကယ်လည်းဆေးရုံရောက်ရလိမ့်မယ်အဲ့နောက်မှာတော့ကာလူကြီးကလားလေးကိုသူငယ်တူအိမ်ကိုခေါ်လာလိုက်တော့တယ်ကိုကာလူရဲ့ရှင်မတို့ကိုခေါ်လာရလဲတင်းနေမင်းမပြောတော့အိမ်လုံးနေမလုံနိုင်တော့ဘူးဆိုအဲ့ဒါကြောင့်အိမ်မှာအလုပ်လုပ်ဖို့အတွက်ခေါ်လာခဲ့တာ ကိုကာလူရဲ့အိမ်မခေါ်လာတယ်ဆိုရင်လည်းဘာလို့လားကိုခေါ်လာတာလဲကျင်းငယ်တွေမရှိရောလို့လားထားလိုက်ပါတော့ထားလိုက်ပါတော့ဟေ့လာမြမြလေးတမျက်စိကောက်ပြီးတော့အိမ်ရဲ့နေရာတိုင်းကိုတမျက်စိလှဲလိုက်အဲ့လိုနဲ့ပဲတင်တင်ကြီးကမ်းမလေးကလာကလေးလေးကိုတမျက်စိလှဲခိုင်းလိုက်တော့တယ်ကာလူကြီးကမ်းနဲ့တင်တင်ကြီးကမ်းမကတော့သူတို့ရဲ့အတိုက်ထဲမှာအေးအေးဆေးဆေးအိတ်နေလိုက်ကြတော့တယ်တနားစရာကောင်းတဲ့လားလေးကတအိမ်လုံးကိုလိုက်ပြီးတော့တမျက်စိလှဲနေတော့တာပေါ့ ဓမြစီလှဲလှဲနဲ့လားလီကသူ့ရဲ့ဓမြစီလေးကိုစကားပြောလိုက်တော့တယ်။အမဓမြစီရဲ့ဒီနေ့အရန်ကိုအိမ်ငိုက်နေရလား။ကျွန်တော်ဒီတော့အတန်ကြိမ်ပြောနေရတော့မှဘာမှပြန်မပြောဘာဖြစ်လို့လဲကျွန်တော်စိတ်ဆိုးနေရလား။ကာလူကြီးကန်နဲ့တင်တင်ကြီးကန်မတို့ကတအံ့တအောနဲ့ကြီးလိုက်တော့တယ်။အဲ့နောက်ကာလူကြီးကန်ကပြောလိုက်တော့တယ်။ဓမြစီနဲ့စကားပြောနေရလား။ဟုတ်တယ်အန်ကန်တားတယောက်ထဲဖြစ်နေလို့အမဓမြစီအမပကံရေပုံးအမေတွေနဲ့တငယ်ချင်းလောက်ထားတာ။ ဒါမဲ့သူကတားတဲ့စကားမပြောကြဘူးကြည့်ရတာတားကိုကြောက်လို့နေတူရဲ့သူတို့ကတားကိုကြောက်တာမဟုတ်ဘူးရှက်နေရဖြစ်လောက်တယ်အဲ့ဒါကြောင့်တားနဲ့တငယ်ချင်းမလို့ချင်ကြတာတားအများကြီးတွေးနေနဲ့မြ мян လေးအမပကံနေကိုဆေးချောပြီးလိုက်အောင်ပြီးတော့ရေပုံးအမေကိုလည်းခေါ်ပြီးတော့ရှေးဖြစ်လိုက်အန်ကေးတားမင်းညကရေပုံးအမေကို good night လို့ပြောလိုက်တယ်ဒါမဲ့ရေပုံးအမေကတားကိုဘာမှလည်းပြန်မပြောဘူး အဲ့အကြောင်းမလို့တားစဉ်းစားထားတာရှိတယ်။ရေပုံးအမေကိုအကြောင်းပို့ရမယ်။ဘောဘွားစာကလေးမလေးကပြတင်းမကနေအဲ့ဒီအရာတွေအားလုံးကိုချစ်နေလိုက်တော့တယ်။အဲ့ဒီနောက်မှာချက်ချင်းပဲကာလူကြီးကန်းရဲ့အိမ်ထဲကိုဝင်လာလိုက်တော့တယ်။ကာလူတင်းနေနင်တို့ဘယ်တော့မှဒီမကောင်းတဲ့အချက်ကိုမပြေနိုင်ဘူးလား။ဘာလို့လားကလေးလေးကိုဖမ်းပြီးတော့အိမ်ကအလုံးသမားလှုပ်ထားရလဲ။သူ့ရဲ့အမေဘလောက်တောင်စိတ်ပူနေလိုက်မလဲဆိုတာရောတွေးကြည့်ရလား။အနည်းဆုံးတော့သူ့ရဲ့အမေကိုတော့စဉ်းစားကြည့်အောင်ပါပေါ့။ အာဘာလို့အော်ဟောက်နေရတာလဲဝောဝါမသိငါကပဲသူ့ကိုဖမ်းခေါ်လာတာကြာနေရပဲဒီမှာကြည့်ဝောဝါငါသူ့ကိုအေးဆေးနေခွင့်ရောအလုလုခွင့်ရောနှစ်ခုလုံးပေးထားတာကလေးလေးကအလုလုပြီးတော့မှလောကကြီးရဲ့အကြောင်းကိုသိယူနိုင်မှာပေါ့ဝောဝါနင်ဘာလို့ငါတို့ကြားထဲကိုဝင်လာရတာလဲငါတို့ကသူ့ကိုဘာများဒုက္ခရောက်အောင်လုပ်နေလို့လဲထမင်းစားချင်တော့အလုလုမှဖြစ်မှာပေါ့တော်ကြတော်ရရတရရကသူ့ကိုဖမ်းခေါ်သွားရင်ရောသူ့အေးဆေးနေရမယ်ထင်လို့လား ို့ကိုကာလူခေါ်လာလိုက်တာကသူ့အတွက်ပိုပြီးကောင်းသွားတာအန်ဒီရဲ့တာအန်ကက်ကိုတာရဲ့အမေလိုမျိုးထင်ထားတာဒီလိုရောက်ကြတဲ့ကတာအရာရာတိုင်းနဲ့စကားပြောနေရတယ်တမျက်စီကလည်းကျွန်တော်တို့တွေ့ရင်ဟိုဘက်ကိုလှည့်သွားလိုက်တဲ့ကျွန်တော်တယောက်တည်းပဲအထီးကျန်နေရတာအန်ဒီကတာရဲ့အမေကိုရှာပေးနိုင်မလားရှာပေးမှာပေါ့တာရဲ့အန်ဒီနဲ့သာအတူလိုက်ခဲ့လိုက်အန်ဒီကတာအတွက်တောရဲ့အလှဆုံးနေရာလေးကိုရှာပေးမယ်အဲ့ဒီမှာတာရဲ့အမေကတာနဲ့အတူရှိနေလိမ့်မယ် အဲ့နောက်မှာတော့ဘဝစာကလေးမက စပယ်ချက်တူရေးမလေးနဲ့အတူသစ်ပင်ပေါ်မှာထိုင်ပြီးတော့စကားပြောနေတာပေါ့စပယ်ကြီးငါလေးအဲ့ဒီလားလေးရဲ့မျက်လုံးမှာအရင်ကအထီးကျန်နေတဲ့အရေးရောင်လေးတွေကိုတွေ့ခဲ့တယ်။ "तू ကတမျက်စင်းနဲ့တောင်တငယ်ချင်းလုံနေတာ။ तू အတွက်ပကံနေတဲ့ရေပုံးတွေကသူ့ရဲ့မိသားစုတွေဖြစ်နေပြီ။စဉ်းစားကြည့်ပါဦး။သူ့ရဲ့အမေအခုဆိုဘလောက်တောင်ဝမ်းနဲ့နေလိုက်မလဲနော်။ဘဝနင်ပြောတာမှန်တယ်။" တီတော့ရဲ့ကျင့်ငတ်တွေရောတိရစ္ဆာန်တွေရောအလုံးအမကောင်းတဲ့သူတွေ ဖြစ်နေကြပြီရိုးသားတဲ့သူတွေကိုမတွေ့လိုက်နဲ့တွေ့တာနဲ့သူတို့အဖို့အကျိုးရှိဖို့ပဲကြည်နေကြတာဘောဝါငါနှစ်ကိုအရန်ခုံယူတာပဲငါသာတောပင်ရင်ချင်းနေဖြစ်နှစ်ကိုအခုလောက်ဆိုအကြံပေးအမှတ်ခန့်လိုက်ပြီအဲ့လောက်ကြီးလည်းမချီးကျူးပါနဲ့နင်ကိုယ်တိုင်လည်းလူတော်လူကောင်းပဲဟာ ਉ ထားပါတော့တောရဲ့တနင်္နီယာမှာလားမေကြီးကသူ့ရဲ့ကလေးကိုရှာနေရဲလို့ကြားတယ်သူ့ရဲ့အတန်ကညဘက်ဆိုကြားနေရတယ် ဒီလိုလို့ငါတို့လာကလေးလေးကိုသူ့အမေနဲ့တွေ့ပြရမယ်။အဲဒီနောက်မှာတော့ဝဝစားကလေးမကလာအမေရှိတဲ့နေရာကိုလာကလေးလေးကိုခေါ်သွားပေးလိုက်တော့တယ်။တဖြည်းဖြည်းနဲ့အဝေးကိုရောက်သွားတော့တယ်။အဲ့ဒီမှာလာတကောင်ကအရန်ကိုငိုနေတာပေါ့။အဲဒီနောက်မှာတော့သူ့ရဲ့ကလေးကိုတွေ့ပြီးတော့လာအမေကြီးကရှိုက်ချီးတငယ်ကိုငိုချလိုက်တော့တယ်။အမေရဲ့ကလေးလေး။ဒါဘယ်ဟုတ်သွားလိုက်တာလဲ။အမေမှာတော့တအားကိုရှာလိုက်ရတာနေရာတွေကိုစုံနေရောပဲ။ တားရဲ့နာမည်ကိုအော်ပြီးတော့ညဘက်ဆိုရင်လည်းတတော်လုံးပတ်ပြီးတော့လိုက်ရှာနေရတာအမေကဘလောက်စိတ်ပူနေရလဲအမေကဘလောက်စိတ်ပူနေရလဲတားဘယ်ကိုရောက်သွားရလဲအမေတားကလေလက်ပြာနဲ့အတူတငယ်ချင်းလှုပ်ချင်လို့သွားတာနောက်တော့တားကလမ်းပြောက်သွားတာပြီးတော့အန်ကယ်ကြီးကန်းနဲ့လည်းတွေ့သေးတယ်။သူကတားကိုဓမြန်စီးပေးတယ်။ပြီးတော့ပြီးတော့လေတားလေရေမုန်းအမေနဲ့လည်းတကယ်ချင်းလုံးလိုက်သေးတာ။ဒါပေမဲ့တားရဲ့အေးချမ်းမှုကအမေရှိမှမှာပဲရှိရလိမ့်အမေ အမေကသားကိုမွေးခဲ့တယ်။စာအုပ်ဖတ်ခွင့်လည်းပေးခဲ့တယ်။သားကတော့ရေပုံးကိုအမေတော်နေတယ်ဟုတ်လား။အခုတော့အားလုံးအဆင်ပြေသွားပြီပဲ။ကလေးလည်းသူ့ရဲ့အမေရင်ခွင်ထဲကိုရောက်နေပြီ။ဒါဆိုရင်သွားတော့မယ်နော်။အဲ့လိုပြောပြီးတော့ဝဝစာကိမကသူ့ရဲ့အတိုက်ထဲကိုပြန်သွားလိုက်တော့တယ်။အဲ့ဒီအတိုက်နားမှာကာလူကြီးကန်ကထိုင်ဆောင်နေတော့တာပေါ့။ဝဝဘာဖြစ်သွားလဲ။သူ့ရဲ့အမေနဲ့တွေ့ပေးလိုက်ပြီလား။အခုကာလူရဲ့အခုအားလုံးအဆင်ပြေသွားပြီ။ကလေးကသူ့အမေရဲ့ရင်ခွင်ကိုပြန်ရောက်သွားပြီလေ။ ီးတော့အကိုမှတ်ထားနော် အကိုသာအဖြစ်ကင်းတဲ့ကလေးကိုဖမ်းပြီးတော့ခိုင်းစားရင်အကိုကိုနောက်တစ်ခါမင်္ဂလာဆောင်ပေးလိုက်မှာအဲ့ဒါကလည်းဓမြက်စီအမနဲ့ရေပုံးအမိနဲ့အဲ့လိုတော့မလုပ်ပါနဲ့ငါလည်းပြောင်းလဲသွားပါပြီအခုကစပြီးတော့ဓမြက်စီနဲ့တငယ်ချင်းလုံးမဲ့အစားဆောင်းနဲ့တငယ်ချင်းလုံးပါမယ်နေ့တိုင်းဖျားသွားကြောင်းတက်လဲလုပ်ပါမယ်နောက်တော့တစုံတယောက်အခက်တွေ့နေတာကိုအခွင့်ငါမယူသင့်ဘူးဆိုတာကိုဒီပုံမြင်နေရနေတင်ကန်းစာယူသင့်တာပေါ့ဘဝလိုတငယ်ချင်းသာလူတိုင်းမှာရှိခဲ့ရင် ဒီတော့မပြောနဲ့တလောကလုံးလှပသွားလိမ့်မယ်ဖျားရေဘာလို့ရတော့မှလဲဖေဟိုသွားပြီးတော့ဘသူစီကနေအကူကြီးတောင်းရမှာလဲမိုးတွေကလည်းရွာနေသေးတယ်။ငါ့ရဲ့ယောက်ျားနဲ့ယောက်မကလည်းငါ့ကိုအိမ်ကနေနှင်းထုတ်လိုက်တယ်။ငါလည်းကိုဝင်းနဲ့ဒီလောက်မိုးရွာနေတာငါ့ရဲ့ကလေးတွေကိုဘယ်လိုကယ်တင်ရမှာမလဲ။ ဘဝစာကလေးမကအဲ့လိုပြောပြီးတော့ငိုနေတော့တာပေါ့မိုးရီတွေကလည်းအေးတာကြောင့်ဘဝစာကလေးမကလည်းချမ်းသာလို့တုန်နေတော့တာပေါ့နောက်တော့ဘယ်ဟူသွားရမလဲမသိဘူးဖြစ်နေတော့တယ်သူ့ကိုကူညီပေးမဲ့ကျင်းငက်တွေကလည်းမရှိဘူးပေါ့အဲ့ဒီချိန်မှာစိတ်လေးတကောင်ကဘဝစာကလေးမစီကိုရောက်လာပြီးတော့ပြောလိုက်တော့တယ်စာကလေးမလေးဘာဖြစ်တာလဲဒီလောက်မိုးတဲနေတာဘာလို့အပြစ်မှာရက်နေရတာလဲပြီးတော့ဘာလို့ငိုနေရတာလဲ အဲ့ဒါလေအမဆက်ရဲ့ညီမအမေဖြစ်လာတော့မှဘိုက်ကလည်းတအားကိုနားနေပြီမိုးရီထဲမှာဘယ်လိုသွားမှလည်းမသိတော့ပါဘူးညီမစီမှာအင်္ဂလိပ်မရှိဘူးစေးစုပြုတ်ပြီးတော့ကုညီပေးပါနော်အဲ့လိုဆိုရင်တော့လုံးဝကိုစိတ်ပူပူနဲ့စားပေးမှလေအမကညီမလေးကိုရောညီမလေးရဲ့ကလေးတွေကိုရောဘာမှဖြစ်ခွင့်ပေးမှမဟုတ်ဘူးအမကကုညီပေးပါမယ်အဲ့ဒီစိတ်မလေးကမျက်ချောက်တွေကိုယူလာလိုက်တော့တယ်အဲ့နောက်မှာတော့ဘဝစားကလေးမလေးအတွက်အတိုက်လုပ်ပေးလိုက်တော့တယ် ဝဝစာကလေးမကလည်းအတိုက်ထဲမှာထိုင်နေလိုက်တာပေါ့ဒါပေမဲ့လည်းဝဝစာကလေးမလေးအပေါ်မိုးရီတွေကရွာသွန်းနေတော့ပေါ့စာကလေးမလေးညီမရဲ့အပေါ်ကိုအခုထိမိုးရီတွေကစိုးနေတော့မဲခဏလေးစောက်တခုခုကြည့်လို့လိုက်အောင်မဲအဲ့ဒီနောက်မှာစိတ်မှမြ мян လေးတက်ကိုင်းနေလို့တောက်ောက်လိုက်တော့တယ်နောက်တော့ဝဝစာကလေးအတွက်အမိုးရီလည်းစောက်ပေးလိုက်တော့တယ်အဲ့ဒါကြောင့်ဝဝစာကလေးမအပေါ်မိုးရီတွေကမစိုးတော့ဘူးပေါ့နောက်တော့လေစိတ်မလေးကအိမ်လေးတိမ်ကိုစောက်လို့လိုက်တော့တယ် အိမ်ဆောက်ပြီးွားလို့အိမ်လေးထဲကိုစိတ်မလေးဝင်လာတဲ့ချိန်မှာဘဝစာကလေးမလေးကဥဥလိုက်ပြီပေါ့အမစိတ်မကြီးအရောက်ကျေးဇူးတင်တယ်နော်ညီမကိုအများကြီးကူညီပေးခဲ့ရအမသာမရှင်ညီမတော့ဒီမိုးရီထဲမှာတည်သွားတာကြာပြီညီမရဲ့ဒါအမရဲ့တာဝန်ပဲလေအဲ့ဒါကြောင့်မလို့ကူညီပေးခဲ့တာဒုက္ခရောက်နေတဲ့သူဘသူ့ကိုမဆိုကူညီပေးတင်တယ်လေอืมဒါနဲ့ညီမညီမမှာဘာဖြစ်လို့ကိုပိုင်အိမ်မရှိရတာလဲဩအမကိုဘလို့ပြောပြရမလဲ ညီမရဲ့မိဘတွေကငငယ်ကလေးရောက်ကွယ်လွန်သွားခဲ့တာလေညီမကိုဥရိနဲ့အတော်နဲ့ကမင်္ဂလာဆောင်ပေးခဲ့တယ်ရောက်ခမအိမ်မှာလည်းအကုတ်အဆင်ပြေခဲ့ပါတယ်ညီမလည်းပြပြရွှေရွှေနေလာခဲ့ရတာဒါပေမဲ့ညီမအမေဖြစ်လာတော့မှယောက်ျားနဲ့ယောက်ခမသူတို့အိမ်ကနေနှင်းထုတ်လိုက်တယ်လေဥရိနဲ့အတော်အိမ်ကိုသွားတော့လဲသူတို့ကညီမကိုအိမ်မှာနေခွင့်မပေးဘူးဒီလောက်မိုးရီထဲမှာဘယ်ဟုတ်သွားမလဲဆိုတာအမပဲပြပြပါတော့အော်ညီမအပေါ်မကောင်းတာတွေဖြစ်ခဲ့ရပါပဲ ညီမစိတ်မပူပါနဲ့အခုကစပြီးတော့ဒီအိမ်မှာနေလို့ရတယ်အမညီမတို့ကစားစရာရှာလာခဲ့မယ်အဲ့နောက်စိတ်မလေးကအစားအစာရှာဖို့အတွက်အပြေုံထွက်သွားလိုက်တော့တယ်ခဏကြာတဲ့နောက်မှာတော့အစားအစာတွေယူလာပြီးတော့အိမ်ကိုရောက်လာတော့တယ်အဲ့ဒီချိန်မှာဝဝစားကလေးမကအတိုက်ထဲမှာအိတ်နေတာပေါ့အဲ့ဒါကြောင့်စိတ်မလေးကနှိုးလိုက်တော့တယ်ခဏခဏနှိုးပေမဲ့လည်းဝဝစားကလေးမကမထလာဘူးပေါ့ဘာလို့လဲဆိုတော့သူကတိတ်ဆုံးသွားတာကြောင့်ပေါ့ဖျားကြီးဒါပါလေ တီစာကလေးမလေးကသိသွားပြီပဲသူ့ရဲ့ဥတွေကိုဘသူကဆောက်ရှောက်တော့မှလဲဥကိုဆောက်ရှောက်ဖို့အတွက်ငါလွယ်ပြီးတော့ဘသူမှလည်းမရှိဘူးအဲ့နောက်မှာတော့စိတ်မလေးကဝဝစာကလေးမကိုမြစ်ထဲမှာမျောလိုက်တော့တယ်အဲ့လိုနဲ့ပဲရက်အနေနဲ့ကုန်ဆုံးသွားတော့တယ်ဝဝစာကလေးမရဲ့ဥတွေကနေတမီလေးထွက်လာတော့တယ်စာကလေးမလေးကိုကြည့်ပြီးတော့စိတ်မကပြောလိုက်တော့တယ်စာကလေးမလေးရဲ့ကလေးကအရန်ကိုလှတာပဲချစ်ဖို့လည်းကောင်းတယ်อืมတကယ်လို့ဒီနေ့မှသာသူ့အမေရှိသေးအရန်ကိုဝမ်းတာမှာ ။တမီးရဲ့အမေကဘာမှလဲ။ပြီးတော့အန်ဒီကရောဘာတူလဲရင်။အမေရဲ့တမီးလေးရဲ့အမေကပဲတမီးရဲ့အမေလေး။စာကလေးမလေးကစိတ်မလေးကိုဖတ်လိုက်တော့တယ်။အဲ့ဒါကိုကြည့်ပြီးတော့စိတ်မလေးကလည်းဝမ်းသာသွားတော့တယ်။နောက်တော့စာကလေးမကစိတ်မလေးကိုပြောလိုက်တော့တယ်။အမေတမီးဘာရန်စာနေပြီ။တမီးတို့ကတခုခုယူလာခဲ့ပေးပါလား။စိတ်မလေးကမိဝါစာကလေးမလေးအတွက်စာရှာဖို့ထုတ်သွားလိုက်တော့တယ်။ ခဏကြာတဲ့နောက်မှာတော့အသေးအနံတွေကိုယူလာပြီးတော့မိဝါစာကလေးမလေးကိုကျွေးလိုက်တော့တယ်။မိဝါစာကလေးမလေးကလည်းစားလိုက်တာပေါ့။အဲ့လိုနဲ့ပဲရက်အနေငယ်ကုံသွားတော့တယ်။မိဝါစာကလေးမလေးကကြီးလာတော့တယ်။တယောက်ထဲလဲအပြင်ကိုသွားနိုင်တာပေါ့။တည့်ရက်မှာတော့မိဝါစိတ်မလေးနဲ့အတူမြစ်ကန်အောင်လိုက်လာတော့တယ်။အမေဒီမြစ်ကန်ကတော်တော်လေးကိုကြီးတာပဲ။ဟုတ်တယ်တမီးဒီမြစ်ကန်ကတော်တော်လေးကိုကြီးတာ။တမီးဘယ်တော့မှဒီကိုတယောက်ထဲမလာနဲ့နော်။ မတော်လို့ပြုတ်ကြရင်ရှင်နဲ့အတူမျောပါသွားလိမ့်မယ်။ဟုတ်ကဲ့မေ။တမိတီကိုဘယ်တော့မှတယောက်ခင်မလာပါဘူး။အမေဟိုမှာကြည့်ပါအောင်။အရှိမစားစရာတွေတွေ့နေရတယ်။ဒီနေ့တော့စားစရာရသွားပြီ။မိဝါအစားအစာတွေကိုစားလိုက်တော့တယ်။စိတ်မလေးကလည်းစိမ့်ဆူနေတဲ့မျက်တွေကိုစားပြီးတော့ဖိုက်ဖြည့်လိုက်တော့တယ်။အဲ့နာတပည့်ပေါ်မှာတင်းတင်းကြီးကမ်းမှာကာလူကြီးကန်းတို့ကထိုင်နေကြတာပေါ့။နောက်တော့တင်းတင်းကြီးကမ်းမှာသူ့ရဲ့ယောက်ျားကာလူကြီးကန်းကိုပြောလိုက်တော့တယ်။ဒီမှာကြည့်ကိုကာလူ ရှင့်ကိုထူးဆန်းတဲ့အရာပြမယ်။စာကလေးမလေးကစိတ်မသူ့ရဲ့အမေလို့သတ်မှတ်ထားရ။ဟွန်းအဲ့ဒါဘလို့လို့ဖြစ်နိုင်မှာလဲ။စာကလေးမလေးရဲ့အမေကစိတ်မဘလို့လို့ဖြစ်နိုင်မှာလဲ။နောက်တော့တင်းတင်းကြီးကမ်းမနဲ့ကာလူကြီးကမ်းတို့ကမိဝါရဲ့အနားကိုရောက်လာတော့တယ်။နောက်တော့ပြောလိုက်တော့တာပေါ့။စာကလေးမလေးတမီးရဲ့အမေဘမလဲ။ဟွန်းရှင့်ပါလေမြစားနေတဲ့သူကတမီးရဲ့မမေလေးအန်တီ။ဟာငတုံးပါလေရေ။ ူကဘလို့လောက်ပြီးတော့တမီးရဲ့အမေဖြစ်နိုင်မှာလဲသူကမမဲအော်ရဲစိတ်မာလီတမီးရဲ့အမေကတမီးလိုမျိုးစာကလေးမာလီပဲဖြစ်မှာပေါ့ပါရီပြောနေရလဲအန်ဒီကလည်းအဲ့ဒါတမီးရဲ့အမေပဲတမီးကဥလေကထွက်လာတဲ့အချိန်ငငယ်လေးကလေးကပြုစုပြထောင်ပေးခဲ့တာဒါဆိုတမီးရဲ့အမေကိုတော့ပြောလိုက်တမီးလိုမျိုးကောင်းကင်မှာပြန်ပြကြည့်ပါလားလို့ဒါမှမဟုတ်တမီးလိုမျိုးစပားတွေအသီးတွေစားပြီးတော့မျက်မစားနဲ့လို့ပြောလိုက်အဲ့လိုပြောပြီးတော့ကာလူးနဲ့တင်းတင်းကြီးကမာလီတို့ကပြန်သွားလိုက်ကြတော့တယ် အဲ့ဒီချိန်မှာမိဝါစာကလေးမကစိတ်မစီကိုသွားပြီးတော့ပြောလိုက်တော့တယ်။အမေအမေကိုတခါတော့မေးလို့ရမလား။အမေကဘာလို့သမီးလိုမျိုးကောင်းနေမှာမပြေရတာလဲဟင်။ဘာလို့လမ်းလျှောက်သွားရတာလဲ။ဩဘာလို့လဲဆိုတော့အမေကအသက်ကြီးနေပြီလေ။အဲ့ဒါကြောင့်မလို့မပြေနိုင်တော့တာ။သမီးလိုငငယ်တုန်းကဆိုရင်အမေလည်းသမီးလိုမျိုးပြန်တန်းလို့ရတယ်လေ။အဲ့လိုပြောပြီးတော့စိတ်မလေးကအဆုံးသတ်လိုက်တော့တယ်။ဒါပေမဲ့လည်းမိဝါစာကလေးမလေးကမယုံနိုင်ဘူးဖြစ်နေတာပေါ့။ ်အင်ကိုပြောင်းတော့တဲ့အချိန်မှာမြဝါစာကလေးမကစိတ်မောက်ကိုထပ်မေးလိုက်တော့တယ်အမေအမေကဘာလို့မျက်စိမျိုးစားရတာလဲဘာလို့သမီးလိုမျိုးစပားတွေချုံမြင်တဲ့အသီးနှံတွေကိုမစားရလဲအော်အဲ့ဒါကအမေမှာတော့မရှိတော့ဘူးလေအဲ့ဒါကြောင့်မလို့သမီးစားတယ်လို့မျိုးမစားနိုင်မင်းနဲ့မျက်တီပဲစားနေရပေါ့ဒီနေ့ကျမှဘာလို့ဒီလိုမျိုးတွေမေးနေရတာလဲသမီးအမေလိန်ပြောနေရမဟုတ်လားအမေအတိုင်းပြောပါအမေအမေကဘာလို့လဲသမီးရဲ့အမေကအမေမဟုတ်ဘူးမလား ဒါဆိုသမီးရဲ့တကယ်အမေကဘာလို့လဲပမာလဲပြောပြပါအော်အမေကအမှန်တိုင်းပြောနေရပါသမီးရဲ့သမီးရဲ့အမေကအမေပါပဲသမီးမွေးကလေးကအမေကပဲသမီးကိုပြိုးထောင်လာခဲ့ရလေသမီးကိုမလိမ်ပါနဲ့တော့သမီးအားလုံးသိပြီးွားပြီအမေကသမီးရဲ့အမေမဖြစ်နိုင်ဘူးအမှန်တိုင်းပြောပါနော်သမီးရဲ့အမေကဘာလို့လဲသမီးကဘာလို့အမေနဲ့တူတူနေနေရတာလဲ ဲ့ဒီစကားတွေအားလုံးကိုနားထောင်ပြီးရဲ့နောက်မှာတော့စိတ်မလီကအမှန်တိုင်းပြပြလိုက်တော့တယ်။အမှန်တိုင်းသိပြီးွားတဲ့နောက်မှာတော့မိဝါစာကလေးမကအိမ်ကနေထွက်သွားပြီးတော့မြစ်ကမ်းသားမှာသွားထိုင်နေလိုက်တော့တယ်။ငါရဲ့အမေကငါ့ကိုမွေးကလေးကတေးသွားခဲ့တာ။ဒီလောကကြီးမှာငါ့အတွက်ဘယ်သူမှမရှိတော့ဘူး။ငါလည်းအသက်ရှင်ပြီးတော့မလုပ်တော့မှလည်းဒီမြစ်ထဲကိုပဲခုံချပြီးတော့တိတ်လိုက်တော့မယ်။အဲ့လိုပြောပြီးတော့မိဝါမြစ်ထဲကိုခုံဆင်းလိုက်တော့တယ်။စိတ်မလေးကလည်းမိဝါကိုရှာရင်းနဲ့မျက်နှာကိုရောက်လာတော့တယ်။ မိဝါဘယ်ရောက်သွားတာလဲရှာလို့လည်းမတွေ့ဘူးဒါပေမဲ့သူ့ရဲ့အနံ့ကဒီနောက်မှာပဲရနေဘမများလဲမြစ်ထဲကိုပဲခုန်ချသွားပြီလားမသိဘူးစိတ်မမြစ်ထဲကိုကြိလိုက်တဲ့အချိန်မှာမိဝါကိုတွေ့သွားတော့တာပေါ့အဲ့နောက်မှာစိတ်မသူ့ကိုယ်သူဂယုမဆိုင်ဖ ೇನೆ မြစ်ထဲကိုဆင်းလာပြီးတော့မိဝါကိုကယ်ပြီးတော့အပြေကိုထွက်လာလိုက်တော့တယ်အမေရဲ့သမီးလေးရဲ့အမေကအဲ့ဒါကြောင့်သမီးကိုအမှန်တိုင်းမပြောပြချင်တာအခုလိုသမီးဒီလိုဖြစ်ရတာလဲအမေကြောင့်ပါပဲ ငါအရင်ကဆိုးတဲ့အမေပါလားအမေတမီးဘာမှမဖြစ်ပါဘူးအမေမငိုပါနဲ့တော့တိတ်ပါတော့အဲ့ဒီစကားကိုနားထောင်ပြီးတော့စိတ်မလေးကဝမ်းသာသွားတော့တယ်တမီးသာတခုခုဖြစ်သွားရင်အမေကိုကိုကိုခွင့်လွှတ်နိုင်မှာမဟုတ်တော့ဘူးတမီးမှားတာပါအမေတမီးကအမေကိုသစိမ်းကိုဆက်ဆံပြီးတော့အမေကိုထားပြီးတော့ထွက်လာခဲ့လိုက်တာအမေတမီးကိုခွင့်လွှတ်ပါနော် ဘသူတွေဘာပဲပြပြတမီးကအမေကိုဘယ်တော့မှမထားခဲ့ပါဘူးအမြဲတမ်းအမေနဲ့တူတူနေပါမယ်သူတို့နှစ်ယောက်လုံးကရောင်းဝမ်းသာသွားကြတော့တယ်အဲ့နောက်မှာတော့မိဝါစာကလေးမကစိတ်မနဲ့အတူပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်အဲ့လိုနဲ့ပဲစိတ်အမေရဲ့အချစ်ကအနိုင်ရရှိသွားတော့တာပေါ့